ပြုတ်ရကန်းစင်မယမ်းမင်တွေတည့်ပင်တွေနဲ့စိမ့်ဆူအုပ်မိုးထားလို့အမြဲသာဝရအေးမြနေတဲ့ရွှေခဲရွာကလေးဟာရကန်းခတ်တန်လေးတွေကိုတော့အမြဲကြားနေရတာပေါ့တငါလုံငန်းမောက်ဖူးလုံငန်းသားတက်လုံငန်းပြားဖုတ်လုံငန်းအရက်ရောင်းတဲ့လုံငန်း လုံးဝလုံးဝကင်းရှင်းတဲ့ရွေကဲရွာကလေးရဲ့အသက်ဟာဒီကံလက်ခတ်တန်လေးတွေပါပဲပေါ့ဟိုကာလမကြီးပေါ်မှာတော့အစိုးရရဲ့ဒီအရေးဆိုင်ကြီးရှိပါတယ်ကျော်ထဲမှာတော့ချက်အရက်လည်းမရှိဘူးတောအရက်လည်းမရှိပါဘူးရွေကဲရွာဟာမြမရိုးရလက်ရကန်းလုပ်ငန်းနဲ့အသက်မွေးလာကြတာဟာကျွန်တော်တို့ရဲ့ ိုးပေးများငှက်ထက်ကလေးကနေမှာပေါ့အစိုးပေါ်မှာချီမြင့်နဲ့ရက်ဖောက်ရေထိုးထားတဲ့အစိုးမျိုးကိုရွှေခဲရွာကစတင်တီထွင်ခဲ့ရမှာဘရင်မင်းမြတ်ကနှစ်သက်တော်မူလို့ဘရင်ကနေရွှေခဲရေရွာလို့အမည်ပေးခဲ့တာဟဲ့တဲ့ရွှေခဲရေရွာကနေပြီးတော့ရွှေခဲရွာရဲ့လို့ဖြစ်လာတာတဲ့ ူကြီးသူမတွေပြောပြတာကိုကျွန်တော်ကြားဘူးနာဝကြည့်မိပါရဲ့ရွှေခဲရွာမှာတော့ယောက်ျားလေးရောမိန်းကလေးရောဒူးမျိုးအပြုတ်အရွယ်ဆရောက်တာနဲ့ရကန်းစင်ပေါ်တက်ပြီးတော့ရကန်းခတ်ကြတော့လာပါပဲလက်စင်မီဆိုတာကလည်းရွာရဲ့ပြင်လမ်းမကြီးပေါ်မှာရှိပေမဲ့ရွာထဲမှာတော့မီးမလင်းသေးပါဘူး ဒီနစီထည့်ရတဲ့ဖန်ပြောင်းတဲ့မီးအိမ်လေးတွေကိုသာအိမ်နိုင်အိမ်နိုင်ထွန်းကြရတာပါအိမ်မှာတော့အောက်လင်းတံမီးကြီးရှိပါတယ်လေးကလည်းထိုးရသေးတယ်တစ်ခါတည်းရန်မီးစာလဲလဲတက်ဆင်ရတယ်လင်းလိုက်တာကတော့တိမ်လုံးနေရောင်ကြီးဖြာကျနေတာနဲ့ပါသေးတယ်အဲ့ဒီအောက်လင်းတံမီးကြီးကိုတော့မြဲမထွန်းပါဘူး အဖေနဲ့မေချားပုတ်တဲ့ညဆိုရင်တော့အောက်လင်းတံမီးကြီးကိုထွန်းပါလေအချို့က၆တန်းကောင်းနဲ့ကြောင်းထွက်သွားတယ်အချို့က၈တန်းကျလို့ကြောင်းထွက်တယ်ခေတန်းထိနေတဲ့သူရောမှတိတ်မရှိဘူး၁တန်းရောက်ရင်လဲ၁တန်းဆိုတာတော်တော်နဲ့မအောင်ဘူးလေအဲ့တော့ကစောစောရကန်းနေပေါ်တက်ပြီး ရကန်းခတ်ကြတာပေါ့ကိုလည်းပတ်ဆိုင်ရမိဘလည်းပတ်ဆိုင်ရတာပေါ့ကိုအိမ်ကရကန်းတန်းကိုကိုခတ်ပေမဲ့ရကန်းခတ်ခါကိုတော့မိဘကသေးတာပေါ့အဲ့ဒီတော့ကရွာရဲ့နောက်ဘက်ကကမ်းပတ်လန်းဆိုတာလည်းမပေါ်သေးဘူးရွာရဲ့နောက်ဘက်ကရေတကားဆိုတာလည်းမရှိသေးဘူးရေကလည်းသူ့တဘာဝအတိုင်းနဲ့ တနစ်တခါရွာတဲကိုဝင်းဝင်လာတာပေါ့ဝင်းမစေပေါ့ရွာထဲမှာတန့်ရှင်းသွားတာပေါ့ရေဝင်ထားတော့မယမ်းမင်ကြီးတွေတရက်ပင်ကြီးတွေလည်းသူပွင့်ໃຫကြတော့ပူပွင့်ပြီးတော့သူတီးကြိုက်ကြတော့ပူတီးတာပေါ့ဒီတကားမရှိတော့လဲဒီတကားကြိုးတာပေါက်တာတို့တာယူကြိုးတာပေါက်တာတို့လည်းမရှိတော့ဘူးပေါ့တကန်းခတ်တာတွေကို နေမှလာကြားရတာမဟုတ်ဘူး။ညမှလည်းကြားရတာပါပဲ။တရားစီမီမရှိပေမဲ့နေဝင်မိလက်စီဝါတက်ဆိုတဲ့စကားကိုလေကျော်ကယုံကြည်သေးတာ။ညမှခံပြောင်းတဲ့ရင်နစီမီအိမ်နှလုံးဘယ်ညာထွန့်ပြီးရကန်းခတ်ကြတော့လေပြီးဝါကတက်တာပေါ့။ကျော်ကလူငယ်ရောလူကြီးပါအလုံးစွဲလဲကောင်းတယ်ဝရိယလဲကောင်းကြပါလေ။ တွေးကဲရွာကထွက်တဲ့အိုးတဲ့ခြေတဲ့တွေရဲ့အေးသွေးကလည်းခက်ဆက်ဆက်အမြဲတောက်ပြောင်နေခဲ့တာနောက်လူတွေကလည်းအဲ့ဒီရွှေကဲအစင်လာကိုစက်ထိန်ကြတာပေါ့နောက်ကြောက်ဖို့ပိုးပစိုးတွေမှာဒီဆိုင်အစ်တေထွက်လာရင်နာမည်ပေးတတ်ကြတယ်။အောပါပိုးလုံးကြီးတို့လင်းပိပိုးပစိုးတို့ပိုးရော့တို့ ကျေးတမားတို့တခါတခါခစ်စားရင်လေသူခစ်ကလေတော်တော်နဲ့ကိုမကုန်ဘူးညီမပြီးအရရက်ကလိုက်ဝင်နေကြတာကိုပွင့်တရားဆိုတာလေခစ်စားလိုက်သေးတယ်အမျိုးသမီးဝို့ဘောကမိန်တွေလေအဲ့ဒီလိုပါပဲတခါခစ်စားရင်နှစ်ကြာကြီးခံတယ်နန်းတိမ်ကြီးတိမ်ကြီးရွှေဝါကျူရန်ရင်ဘောထမီတွေလေ ခေစားပြန်ရောချွေကြီးရွာမှာလဲအိမ်ကြီးတွေကြီးနေအောင်အသက်ဆောင်ကြသူတွေရောအလို့အကြီးကြီးလောက်တဲ့လူတွေရောပဲနီနီမြင့်တို့အကယ်ဒမီရွှေစင်ဂျိတ်တို့လဲခစ်ကြကြခစ်စားခဲ့သေးတယ်နောက်တော့မှလုံးသေးတွေအများအများကြီးနဲ့ရက်လောက်ရတဲ့အိုးစစ်လုံးရကြအထယ်တွေကိုဖန်တီးလာကြတာပေါ့ တခဲတခဲထွက်ဖို့အကြာကြီးရရတာတထွာတမိုက်ရဖို့ကိုတော်တော်ကြာကြာထိုင်ပြီးလုံးလေးတွေပြည့်ရတာပါလုံး200တို့လုံး100တို့ပေါ့အစင်းဒီဇိုင်းနဲ့အယောင်ကမြိုင်းနေတာပေါ့ချိတ်ကလရဒီဇိုင်းကိုအမီပြုတ်ရက်လုတ်ခဲ့ကြတာရက်လုတ်တဲ့ပညာကိုတော့တကိုင်းကဆရာမကြီးတွေကိုခေါ်ပြီးသင်ကြားရတာ ိုးစိတ်လုံးရကြကယ်တွေကိုဖြစ်မိဒီဇိုင်းတွေဖန်တီးလာတဲ့ဒီဇိုင်းဆရာတွေလည်းပေါ်ပေါက်လာပါတယ်ကျွန်တော်တို့ရွှေခဲကြွားတွေကပါပဲသူတို့ကလည်းဒီဇိုင်းပညာကြီးကောင်းကောင်းရကြပါလေထိတ်ကောင်းတင်းသပယ်လွဲ့ဘူလဲတော်ဆိုတဲ့နာမည်တွေကတော့အူအစနာမည်တွေပေါ်အထဲပေါ်မှာတွေ့ကြီးငွေကြီးတွေလဲရက်ဖောက်လာကြတယ် မင်းသားမင်းသမီးတွေတက်တန်းလွာတွေကကိုစစ်လွှရချအခဲတွေကိုနန်းတက်မှာဝှစ်စင်ကြတာပေါ့